ကျမ်းမာတော်မူကြပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ23ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ KIA ကပြစ်ချလိုက်တဲ့စစ်ကောင်စီ MI17 ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ်ကြီးကားများတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယအကြအแท้ๆဝင်ဝင်ပတ်သက်မှုကိုမိမောင်းထိုးပြနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေမေလ20ရက်နေ့ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ယာဉ်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကားတွေတက်ဆင်ထားတာကိုတွေ့ရကြောင်းလက်နက်သုံးသက်ချက်တွေအစဉ်တစိုက်ရေးသားနေတဲ့ Tactical Raptor 2.0ကနေသုံးသက်ထုတ်ဖော်လာပါတယ် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်မှာပြန်ကြခဲ့ရတဲ့လီတက် MN17 ရဟတ်ယာဉ်မှာအိန္ဒိယကုမ္ပဏီတုပ် MKU ကြီးကားတွေထပ်ပိုးတက်ဆင်ထားတယ်လို့ရဟတ်ယာဉ်ကရရှိတဲ့ဒစိအမှတ်အသားတွေကနေတက်သိခံနေတယ်လို့ဆိုပါတယ်။တိုက်ခိုက်ရေးလက်နက်တော်မဟုတ်ဘူးပေါ့။ရုရှားကဝယ်တဲ့ရဟတ်ယာဉ်မှာအတွင်းကန်းအတွက်အိန္ဒိယကုမ္ပဏီတုပ်ကြီးကားတွေထပ်ပိုးတက်ဆင်ထားတဲ့ပုံစံမျိုးပေါ့လို့ Tactical Raptor 2.0မှာတာဝန်ရှိသုံးသက်သူကပြောဆိုပါတယ်။အိန္ဒိယကုမ္ပဏီ MKU ဟာ Kefro နာမည်နဲ့ကြီးက Ballistic Protection Solutions တွေ ထုတ်လုပ်ပြီး Night Vision လိုမျိုးပစ္စည်းတွေကိုလည်း Natro ဆိုတဲ့နာမည်နဲ့ထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ Kefro ကစစ်တီတုံးအုတ်ထုတ်ကြီးကပြားတွေကစလို့ကြီးရည်လေစစ်တုံးရဲ့အမျိုးမျိုးအတွက် Armor Plates Ballistic Protection Solutions တွေအထိထုတ်လုပ်ကကုမ္ပဏီရဲ့ website မှာလဲ UH60 Black Hawk CH47 Chinook MI17 MI8 အပါအဝင်ရဟယင်အမျိုးမျိုးအတွက် ballistic protection solutions armor plates တွေရနိုင်ကြောင်းဖော်ပြထားပါတယ်ပြက်ကျသွားတဲ့ရဟယင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေရထုတ်လုပ်တဲ့နှစ်ကယခု2025ခုနှစ် February လလို့យေတာထားတာကြောင့်ပြက်ကျတဲ့ MI17 team မှာအဲ့ဒီပစ္စည်းတွေတက်ဆင်ထားတာဟာမကြသေးဘူးလို့သိရပါတယ် Tactical Raptor 2.0ကစစ်ကောင်စီနဲ့ India Defense Industry ကြားတဲတဲဝင်ဝင် ပတ်သက်နေတယ်ဆိုတာကို မိမောင်းထိုးပြလိုက်တဲ့ဥပမာတစ်ခုလည်းဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။အိန္ဒိယအစိုးရဟာတရုတ်နီးတူမြန်မာနိုင်ငံရေးမှတည်တည်တတ်တာဝင်ရောက်ဆွတ်ဖတ်လာနေတာကိုလည်းတစတစနဲ့တွေ့မြင်လာရပါတယ်။မေလ14ရက်နေ့မှာတမူးပောက်ကဖအဖွဲ့မှတော်လန်ရေးရဲဘော်10ဦးကိုလည်းအိန္ဒိယနေကြာဆောင်တပ်ဖွဲ့တွေကနေဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးအလောင်းပြန်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရကအိန္ဒိယအနေနဲ့စုံစမ်းစစ်ဆေးအရေးယူပေးဖို့တောင်းဆိုထားပါတယ်။ ကြဆုံရဲဘော်တွေရဲ့အလောင်းတွေပြန်လဲတောင်းခံယူရမှာလဲပကဖရဲဘော်တွေအိန္ဒိယနေနမိတ်အတွင်းဝင်ရောက်ကစတင်တိုက်ခိုက်တာကြောင့်နှိမ်နှင်းခံရတာဖြစ်တယ်လို့နိုင်ငံနေနမိတ်ချန်စီယူခန့်မှုကိုမကန့်ကွက်ဖို့အတွက်သဘောတူကြောင်းအချက်တွေပါဝင်တဲ့ခန့်ဝန်ကို NUG ရဲ့မြန်မာဘက်ကတာဝန်ခံတွေကိုခေါ်ယူထားက PRP လက်မှတ်ထိုးစီပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့တရုတ်မှာနှစ်ချောက်ရာကျော်တက်တန်းရှိတဲ့နန်းဆောင်ကြီးရဲ့အမိုးပြိုကျခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတရုတ်နိုင်ငံမှာနှစ်ပေါင်း600ကျော်တက်တန်းရှိတဲ့နန်းဆောင်ကြီးတစ်ခုအမိုးပြိုကျခဲ့တာကြောင့်ကဘာလက်ခရီးသည်တွေအလံတကြားထွက်ပြေးခဲ့ကြရပါတယ်မြို့တော်ပေကျင်းနဲ့မိုင်နယာလောက်အကွာမှာတည်ရှိပြီးရှေးဘုရင်တွေလက်ထက်ကတီးခတ်တဲ့စီတော်ထားရှိရာဖန်ရန်နန်းဆောင်မြို့စင်ဟာအန်ဝေးပြည်နယ်မှာကဘာလက်ခရီးသွားတွေကိုအစွဲဆောင်နိုင်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ် ပြီးတော့တရုတ်နိုင်ငံအနှံ့မှာဒီလိုမျိုးမျိုးစင်တွေတဲကအကြီးဆုံးတစ်ခုလို့လဲဆိုနိုင်ပါတယ်1385ခုနှစ်ကတိဆောက်ထားခဲ့တဲ့ရှေးဟောင်းအဆောက်အုံကြီးရဲ့အမိုးအုပ်ချက်တွေဟာမေလ19ရက်နေ့ကရုတ်တရက်ပြိုကျခဲ့တာလို့သိရှိရပါတယ်အဲ့ဒီဖြစ်ရမှာနန်းဆောင်ရဲ့အထက်နှစ်ထပ်လောက်မှာလဲပျက်စီးမှုတွေကြုံတွေ့စေခဲ့ပါတယ်အမိုးအုပ်ချက်တွေတဖွဲ့ဖွဲ့မြေပေါ်ကျဆင်းပြီးအဆောက်အုံပြိုကျသွားတဲ့အချိန်ပတ်ဝန်းကျင်မှာမိခိုးရဖုန်လုံးကြီးတွေထလာပြီး လူတွေအထိတ်တလန့်ပြေးလွှားနေကြတာကိုဗီဒီယိုမှတ်တမ်းတွေရတွေ့ရပါတယ်။ကံကောင်းစွာနဲ့အခင်းဖြစ်ချိန်တုန်းကနန်းဆောင်နဲ့နီးနီးကပ်ကပ်ရောက်နေသူတွေမရှိတာကြောင့်ဘယ်သူတဦးတယောက်မှဒဏ်ရာမရခဲ့ကြဘူးလို့မျက်မြင်တဦးကဆိုပါတယ်။နန်းဆောင်အမိုးပိုင်းမှာအသေးစားထိကယူရွေးမှုတွေကြောင့်ပြန်လည်မောမှန်ပြင်ဆင်မှုတွေလုပ်ခဲ့ပြီးတနစ်လောက်အကြာမှာအခုလိုဆူဆူရွရွပြိုကျခဲ့တာဖြစ်ပါတယ်။မင်းမင်းဆက်ခင်နန်းဆောင်မျိုးစင်မှာပင်မအစိကပိုင်းနှစ်ခုနဲ့ဖွဲ့စည်းထားပါတယ်။ တစ်ခုကအဆောက်အုံရဲ့အောက်ခံအမာခံအစိတ်အပိုင်းဖြစ်ပြီးနောက်တစ်ခုကတော့အဲ့ဒီအပေါ်မှာရှိတဲ့နန်းဆောင်ကြီးပါပျက်စီးမှုအများစုကတော့နန်းဆောင်မှာဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနန်းဆောင်ကြီးတည်ရှိတဲ့ဖန်ရံဟာတရုတ်ရဲ့တမိုင်းကျောင်းယဉ်ကျေးမှုအမွေအနှစ်တွေကျွဲဝါတဲ့နေရာတစ်ခုဖြစ်ပြီးမင်းမင်းဆက်တီထောင်သူဧကရမင်းဟွန်ဝူးရဲ့ဇာတိလည်းဖြစ်ပါတယ်သူ့လက်ထက်မှာတရုတ်ဟာနိုင်ငံတကာကုံသွေးကြီးကန္တာကိုတိတိယောက်ယောက်မြင့်တင်နိုင်ခဲ့ပြီးလူဦးရေလည်းတိုးပွားလာခဲ့ပါတယ် နောက်ပြီးငွေကြေးအဖြစ်ရွှေနဲ့ငွေကိုတုံးဆွဲနေရကနေငွေဆက်ကူတွေကိုလည်းတရုတ်မှာစတင်အစားထိုးအသုံးပြုနိုင်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ကြောက်ဖြူမှာစစ်ကောင်စီကတရုတ်ဆက်ယုံကိုအကာအကွယ်ယူပြီးအေးအေးကိုတိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တရုတ်တအားဖြန့်ဖြူးရေးနဲ့စွန့်ပစ်ဆက်ယုံ OGT နဲ့ area ဝင်းကျင်ကိုစစ်ကောင်စီတပ်ကအကာအကွယ်ယူပြီးအင်အား300ခန့်ထပ်မံဖြည့်တင်းကာ အရခတက်တော်အေအေကိုခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်။ကြောက်ဖြူမြို့နယ်ဂုံချွေတိုက်နယ်မှာရှိတဲ့ OGD ဆက်ယုံနဲ့ area အတွင်းမှာရှိတဲ့စစ်ကောင်စီနေရာယူထားတဲ့စခန်းငယ်များနဲ့နေရာများကိုကြောက်ဖြူအခြေဆိုင်ခမရ၅လေး2နဲ့ခမရ၅လေး3အပါအဝင် Navy ပေါ်မှစစ်ရင်အားအသစ်များဖြည့်တင်းပြီးအေအေကိုခုခံတိုက်ခိုက်နေတယ်လို့မြေပြင်စီရေးသတင်းအရှိမြစ်တအူးကဆိုပါတယ်။မနေ့ကချင်းမြန်တရင်နှင်းကနေအင်အား200လောက်ရှိမယ်။ ်နေဗီဘော်ကလည်းအင်အား100ကျော်ရှိမယ်အင်အားအသစ်ဖြေတာအင်အားက300ထပ်တောင်များနိုင်တယ်အဲ့ဒီစစ်ကြောင်းတွေအကုန်လုံးအဲ့ဒီတရုတ်စစ်ရုံ area ဘက်ကိုသွားတယ်သူတို့ကတရုတ်စီမံကိန်း area ကို cover ယူပြီး AA ကိုတိုက်တယ် AA ကပြန်ပြည့်ရင်စစ်ရုံနားကိုဝင်ပြေးတယ်လို့ဆိုပါတယ်မေလ19ရက်မှာကြောက်ဖြူမြို့နယ်ဂုံချွင်တိုက်နယ်မှာရှိတဲ့မင်းတက်တောင်ကြီးရွာရှိကာကင်းစခန်းနဲ့အစိုးရစစ်မှုလက်မှုတင်းနှင်းကြောင်းမှာတက်ဆွဲထားတဲ့စခန်းတို့ကိုအေအေကတင်ပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ် အေအေသိမ့်ပိုက်ထားတဲ့မင်းတပ်တော်ဝင်းကျင်ကိုစစ်ကောင်စီဘက်မှ drone jet fighter များနဲ့ပုံကျဲတိုက်ခိုက်မှုများရှိနေပေမဲ့လည်းတရုတ်စစ်ရုံရှိတဲ့စီမံကိန်းဝင်းကျင်ကိုပစ်ကတ်ခြင်းမရှိဟုစစ်ရေးတရင်ရဲမြစ်တအူးကပြောပါတယ်။အေအေသိမ့်ပိုက်ထားတဲ့စခန်းတွေ၊ရွာတွေ၊တိုးတန်းတွေကိုတော့ drone လေယာဉ်နဲ့ပစ်တယ်။တရုတ်နဲ့ပတ်သက်တဲ့ area ကိုတော့မထီရဲဘူး။ပုံမှန်ဆိုအေအေဝင်းမှကြောက်လို့သူတို့နေတဲ့နေရာအနီးနားဝင်းကျင်ကိုအေအေဝင်းမလာနိုင်အောင် drone နဲ့ပုံကျဲတိုက်ခိုက်တာရှိတယ်လေ။ အခုတရုတ်ပစ္စည်းထိမှကြောက်လို့ထင်တယ်လို့ပြောပါတယ်။ကြောက်ဖြူမြို့နယ်ဂုံချွင်တိုက်နယ်မလာကျွန်းကျေးရွာအနီးအနားနဲ့ကျေးရွာ area တဝိုက်မှာတည်ရှိတဲ့တရုတ်စီမံကိန်းများအနားမှာစစ်ကောင်စီဘက်ကစစ်ကြောင်းတိုးလှုပ်ရှားလာရမှမေလ15ရက်နေ့မှာစတင်ကအေအင်းနဲ့စစ်ကောင်စီတို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီကို ALP ကစစ်ဘက်ရေးရာနဲ့ထောက်ပို့လမ်းကြောင်းကူညီပေးနေတယ်လို့သတင်းများထွက်ပေါ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်းမှာရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာစစ်ကောင်စီကိုစစ်ဘက်ရေးရာနဲ့ထောက်ပို့လမ်းကြောင်းတို့မှာပါဝင်ကူညီပေးနေတယ်လို့သတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်မှာလက်ရှိအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ALP တပ်ဖွဲ့ဝင်အချို့ဟာ စစ်ဘက်ရင်းရအပါအဝင် ထောက်ပို့လမ်းကြောင်းစသည်ဖြင့်စစ်ကောင်စီကိုအထောက်အကူပြုပေးနေတယ်လို့အမည်မဖော်လိုသူကြောက်ဖြူမျိုးကံအမျိုးသားတအူးကပြောပါတယ်။ကြောက်ဖြူမျိုးထဲမှာဆိုရင် ELP ကစစ်ကောင်စီဝန်ထမ်းအယောင်ဆောင်ပြီးစစ်ကောင်စီနဲ့နှီးစပ်တဲ့ဒေတာခန့်တချို့နဲ့ပေါင်းမျိုးကံတွေနဲ့ပေါင်းပြီးအေးအေးတည်င်းအချက်အလက်တွေစုံစမ်းပို့ပေးတာရှိတယ်။စစ်ဘက်ရေးရမြေပြင်အထောက်အကူတွေလုပ်နေတာတချို့လဲတွေ့ရတယ်လို့ပြောပါတယ်။ရင်းအပြင် ALP တပ်ဖွဲ့ဝင်များ စစ်တွေနဲ့ကြောက်ဖြူမျိုးကိုနေပြည်များနဲ့အသွားအလာရှိတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတအူးကပြောပါတယ်။ကြောက်ဖြူနဲ့စစ်တွေကို ALP တပ်ဖွဲ့ဝင်တွေအသွားအလာရှိတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူသွားအတူလှုပ်ရှားနေကြတာတွေ့တယ်လို့ပြောပါတယ်။ယခုကိစ္စနဲ့ပတ်သက်ပြီး ALP ဥက္ကဋ္ဌတော်စောမြရာဇာလင်းကို Niris Ra ကဆက်သွယ်မေးမြန်းရမှာသူကကြောက်ဖြူတိုက်ပွဲများမှာ ALP တပ်ဖွဲ့ဝင်များပါဝင်ပတ်သက်မှုမရှိကြောင်းတုံ့ပြန်ပြောပါတယ်။ကြောက်ဖြူတိုက်ပွဲကိုရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငိမ့်တက်မြတ်တော့သွားလည်းမသွားဘူးသွားဖို့ဆန္ဒနှမ်းတစေးများမရှိပါဘူးနောက်နောင်လည်းမသွားပါဘူးစစ်ကောင်စီနဲ့ငါတို့လက်တွဲတာမရှိဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့ဖေဗူအရီလအတွင်းကလည်းကြောက်ဖြူမျိုးနဲ့အတွင်းတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့လက်ရင်းဂိတ်တချို့အတွက်ဟုဆိုကစစ်ကောင်စီတပ်က ALP တပ်ဖွဲ့ဝင်များနဲ့စစ်တင်တန်းစစ်မော်စလင်ယာနဲ့ကြီးကိုစစ်တွေမှတဆင့်ရေချောင်းမှဆေလွတ်ကအင်အားဖြည့်တင်းခဲ့ကြောင်းဒေသခံများရဲ့ပြောပြချက်အရသိရှိရပါတယ်။ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ALP အဖွဲ့ဟာ တမန်တော်ဟောင်းဦးသိန်းစိန်အစိုးရလက်ထက်မှာတနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ခုဖြစ်ပြီးလက်ရှိစစ်ကောင်စီနဲ့လည်းအလွန်တရာနှိစက်မှုရှိတဲ့အဖွဲ့ဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တစ်ကိုအချိန်တိုတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ